်ကဏ္ဍဝင်ကျင့်စဉ်ပေါင်းစည်းမှုအထုတ်ထိတ်သာဝရစီမှချိန်ချောက်မှုအသေးစားကံကြမ္မာကျင့်စဉ်ကိုအသုံးပြုပြီးနောက်ရဲရှောင်သည် သူ၏ခန္ဓာကိုယ်ထဲရှိဝိညာဉ်စွမ်းအားသည်၉၀ရာခိုင်နှုန်းချက်ချင်းလျှော့ကျသွားတော့သည်မူလကဘယင်နယ်ပယ်အောက်၌လူများစွာရှိနေလျင်တောင်ထိုအဆင့်သို့ရောက်ရှိကြမှာမဟုတ်ပေအဓိကအကြောင်းရင်းကကန္နဝင်ကျင့်စဉ်ရွတ်ဆိုသည့်အကွာဝေးကညံလွန်းသောကြောင့်အတန်ပြူရသည့်စွမ်းအင်ကများပြားလွန်သည့် ပန်းသီးတလုံးကဲ့သို့ပင်ငင်းသည်တတိချန်ထဲ၌ကြပြားမှမတန်သောညာမြို့ကြီးရှိတတိဆိုင်သို့တင်ပို့ခဲ့လျင်ငင်းကိုဝယ်ယူရန်မြည်မြကုန်ကြမည်ဆိုတာမိသူကသိမိမည်အချိန်တို့အတွင်းနတ်ဖျားဘရင်နှင့်နတ်ဖျားအေဂရိတ်ဤမှဉ္ဉံအတွက်မူ ညီတိအကြံဉာဏ်မှမရှိသေးပုံရသည့်အကြောင်းမှာသူပြောင်းလဲလိုက်တာကဝိညာဉ်စွမ်းဤများပြားစေနိုင်သောကြောင့်ဖြစ်သည်တန်တန်မတန်တန်နင်းကအနေရများလှပေ၏အသေးစားကဏ္ဍဝင်ကျင့်စဉ်သည်မိမိ၌ရှိသောဝိညာဉ်စွမ်းဤများကိုဂယုမဆရင်းကတခါရဲဖြင့်စွမ်းဤများကိုတိုက်ရိုက်ခန်းချောက်စေနိုင်၏သို့တော်ညာနတ်ဖျားဘရင်များနှင့်နတ်ဖျားဧကရစ်များသည် သူတို့မှတ်ဉဏ်များကို ပြန်ရရန်အချိန်တော်ကြာဦးမည်ဖြစ်သည်တိတ်ဆိုးရင်ပူပန်း ဟုမလိုအပ်ချေတနစ်ကြော်သည်သူ့အတွက်ကိစ္စရဲ့များစွာဖြည့်ရှင်းဖို့လုံလောက်သည်ထိုစဉ်ယွင်ချန်ကျုံး၏အတိစိတ်ကသတင်းပို့လာသည်ရဲရှောင်းကအသက်ပြင်းပြင်းရှူပြီးနောက်ဝိညာဉ်တင်မောစီတို့တွားလိုက်၏ထိုကျေတာရသားရဲများငွေရောင်မြေခွေးမျိုးတွင်ဘရင်ကျိုးနှင့်ဝမ်လျိုလီတို့ကိုသူကကြောက်စိမ့်စည်းတစိတ်ထဲတွင်ထည့်ထားတာဖြစ်ပြီး သူကရွှမ်းရည်နေမည်သို့ရောက်သည့်အချိန်၌သူတို့အားလုံးကိုလွတ်ပေးကာစီရင်စုကိုစု၏မျိုးနွယ်သားများနှင့်အတူစီမံပေးမှာပဲဖြစ်သည်။ရွင်ချန်ချုံးကရဲရှောင်ရောက်လာတာကိုမြင်သောအခါသူကပြုံးလျက်ပြောလိုက်တော်သည်။ရဲရှောင်တစ်ခုခုလွဲချော်နေတာရှိလား။ရဲရှောင်သည်ခဏတာစဉ်းစားပြီးနောက်တစုံတစ်ခုရှိနေပုံရ၏။သူကလေဟာနယ်ကိုစုပ်ကိုင်လျက်ပြောလိုက်သည်။ ။ရဲရှောင်ရဲ့အမိနာမအားဖြင့်ဧကရစ်ကို အသက်ပြန်ရှင်သန်စေ။သူနာသူမယုံနိုင်ပေဒါကကျေစုံသောကောင်းကင်ထဲကပထမအဆင့်ဖြစ်တဲ့အသေးစားကံကြမ္မာကျင့်စဉ်ပဲဒါနောက်နေတာမဟုတ်ဘူးမလားအသေးစားကံကြမ္မာကျင့်စဉ်ကကျေစုံသောကောင်းကင်ထဲမှာအဆင့်တစ်ဖြစ်ပြီးရှေ့ရခင်ကာလတည်းကတွေ့ဘူးတဲ့သူတွေအ ਨੇ စုပဲရှိရဲအစမ်းကျေစုံနဲ့အစွမ်းထက်ဆုံးကနဝင်ကျင့်စဉ်လေး ရဲရှောင်မှာဒီလိုအစွမ်းထက်တဲ့ကဏ္ဍဝင်ကျင့်စဉ်တကယ်ရှိတယ်လားယခုအချိန်တွင်ရွှင်ချန်ချုံကရဲရှောင်ကိုဖောက်မြင်နိုင်သည်ဟုရုတ်တရက်မခံစားမိတော့ပေကျေစုံသောကောင်းကင်တစ်ခုလုံးတွင် သူ၏တရှိမှုကမြည်သည်ကိုဆိုလိုသည်နည်းထို့မြကောင်းကင်ကိုဖီဆန်နိုင်သည့်တရှိမှုမြည်ခဲ့သို့ရှိနေရသည်နည်းခဏကြာ၌လေထဲရှိဝိညာဉ်စွမ်းရည်များလှည့်မြန်စွာတိတ်သေးလာ၏မျက်စိတမိတ်အတွင်ရင်းသည်ဧကရိယွင်၏ခန္ဓာကိုယ်ထဲတွင်ကူးပြောင်းလာတော့သည် ရဲရှောင်ဤကျင့်ကြံမှုကနတ်ဖျားဧကရစ်နယ်ပယ်သို့အဆင့်တက်သွားပြီးနောက်သူတွင်လုံလောက်သောခွန်အားရှိနေပြီဖြစ်သည်ဧကရစ်ရင်ကိုအသက်ပြန်သွင်းခြင်းကယခင်ကားကဲ့သို့စိတ်ဆွမ်းအားများစွာကုံဆုံးစေမှာမဟုတ်ပေအသက်ပြန်ရှင်လာသောဧကရစ်ရင်ကဇဝေဇဝါကြည့်လိုက်ဤဘာရီဖြစ်ကုန်တာလဲငါငါကိုငါစတေးလိုက်တာမဟုတ်ဘူးလားငါဘလို့လို့အသက်ပြန်ရှင်လာတာလဲ ရဲရှောင်သည် ပြုံးရက်ပြောလိုက်သည်စီနီယာချင်းနဲ့ကြံတဲ့သူတွေက ရှင်းပြပေးပါလိမ့်မယ်ရဲရှောင်သည် လေဟာနယ်ရှုပ်ကနဝင်ချင်းစဉ်ကိုအုံပြုပြီးဧကရိတ်ရင်ကိုဧကရိတ်ချင်းနဲ့ကြံသည့်သူများရှိရာဝိညာဉ်တင်မာစီ ပို့လိုက်သည်ရွင်ချန်ချုံးကပြောလိုက်၏ရဲရှောင်ဘာမှမရှိရင်ငါတို့ခရီးစလိုက်တော့မယ်ရဲရှောင်သည်ခေါင်းညိတ်လိုက်၏ ျွန်တော်တကားပိတ်ကြင်ကြံတော့မယ်ဒီကာလအတွင်းအရေးကြီးတာမရှိရင် ကျွန်တော်ကိုပြောဖို့မလိုဘူးရွင်ချန်ချင်းဒီခေါင်းညိတ်ပြီးပြန်ပြောလိုက်ဤစိတ်မပူနဲ့ဒီအကြောင်းသိပါတယ်ပြီးနောက်ရဲရှောင်းဒီရွင်ချန်ချုံးကသူ့အတွက်စီစဉ်ပေးထားသောလှုပ်ဝက်ခန်းထဲသို့ဝင်သွားလိုက်တော့ဤရင်းဒီအလွန်ကျယ်ဝန်းသည့်နေရာဖြစ်သည် ဝိညာဉ်တင်မောရဲရှိကဘာကအလွန်ကျယ်ဝန်းလာပေ၏နေရာကိုချဲ့ထွင်ရန်အတွက် လေဟာနှင့်အစီရင်များစွာကိုအသုံးပြုထားပြီးယင်းသည်ဝိညာဉ်တင်မောကိုကြုံထားကာခဲ့ရလွယ်ကူစေ၏။ရဲရှောင်းသည်လှုပ်ဝက်ခန်းထဲသို့ရောက်လာပြီးသူအလုတ်ချက်ချင်းစရော့၏စည်ရင်းထဲရှိ ပထမဆုံးအရာကရှေးဟောင်းကန်တဝင်ကျင်းစင်များကိုပေါင်းစည်းရန်ဖြစ်သည်။ရွှေရောင်စာအုပ်အံ့ဖွယ်ဝိညာဉ်သည် သူ၏အကြီးမားဆုံးအားထားရာအမြဲတစေဖြစ်ခဲ့သည်။ သို့တော်ညာရွှေရောင်စာအုပ်အံ့ဖွယ်ဝိညာဉ်က သူဤကဏ္ဍကိုပြတ်တရန်ဖြစ်ကားနေဤကဏ္ဍသည်ကျင့်စဉ်များပေါင်းစည်းပေးရန်ဖြစ်သည်ယင်းသည်ပုံမြင့်သောအစင်းတို့မြင့်တင်ပေး၏ရဲ့ဆောင်သည်ဂယုတဆိုင်ပေါင်းစည်းကြည့်လိုက်ပြီး အကျယ်ဝန်းတွင် စုစုပေါင်းအမျိုးအစားလေးခုကိုတွေ့လိုက်ရ၏အသေးစားကံကြမ္မာကျင့်စဉ်မသေးမျိုးကဏ္ဍဝင်ကျင့်စဉ်နှင့်စစ်မှန်သောငကာကဏ္ဍဝင်ကျင့်စဉ်သည်အမျိုးအစားတစ်ခု 底下难受，可能环境生热，将来没怕呀。可能环境生古，脑袋没有皮，防水难滴。盆地呀，可能环境生热，胳膊皮湿热，可能环境生古，脑袋没有皮，防水难意，真是的。我做来的皮，可能环境生寒，木对水浸，可能环境生热，没下边嘛，可能环境生古嘞，没啥的苦，一片防水难意。 ရဲရှောင်သည်သူတို့အားလုံးကိုပေါင်းစည်းခြင်းဤသို့သောကဏဝင်ကျင့်စဉ်တစ်ခု ပေါင်းစည်းရန်အတွက်လိုအပ်ချက်ကပိုတော်မြင့်မားသည်ယင်းသည်ဤရာမများဤစွန့်ရင်တစိတ်တစ်ပိုင်းလိုအပ်၏တနည်းအားဖြင့်ရဲရှောင်သည်နတ်ဖျားအေဂရစ်နယ်ဘယ်တွင်ရှိနေသည် သူ၏ကျင့်ကြံမှုခွန်အားက အစဉ်တစ်ခုသို့ရောက်သောအခါသူသည် ပေါင်းစည်းနိုင်လိမ့်မည် ထိုစဉ်ကရွှေရောင်စာအုပ်သည် သူ့ကိုရှင်းပြချက်ပေးခဲ့၏အကြောင်းရင်းမှာပေါင်းစည်းပြီးနောက်ကျင့်စဉ်သည် ပိုရောင်အစွန်းထက်လာသောကြောင့်ဖြစ်၏တေဆောင်သူအနေဖြင့်အားကောင်းသောအံ့ဖွယ်ကဏ္ဍမရှိလျင် သူတို့သည် ထိုစွမ်းအားကိုခံနိုင်ရရှိမှာမဟုတ်ပေသူသည်နတ်ဖျားနယ်ပယ်ပထမအဆင့်တွင် ရှိစဉ်က သူသည် တခုကိုခံနိုင်ရရှိခဲ့၏သူတီးခန္ဓာများလွန်းလျင်ဖိအားများစွာ ရောက်ရှိလာနိုင်၏ယင်းသည် သူ၏ရုပ်ခန္ဓာကိုလင်းအားခံနိုင်ရမရှိတောင်ဖြစ်စေပြီးတည်သွားနိုင်၏ ။ဤရှင်းပြချက်ကိုရဲရှောင်နားလည်နိုင်သေးသည့်ပွင့်ပွင့်လင်းလင်းပြောရလျင်သူလက်ရှိပိုင်ဆိုင်ထားသောရှေးဟောင်းကန္နဝင်ကျင့်စဉ်များနှင့် သူ၏ခွန်အားသည်ကျေစုံသောကောင်းကင်တစ်ခုလုံးရှိလူများကအဆင့်တူလျင်တောင်သူတို့ကိုလွှမ်းမိုးနိုင်သည် ထိုရှေးဟောင်းကန္နဝင်ကျင့်စဉ်များကို ပေါင်းစည်းပြီးအသုံးပြုပါကညီကဲ့သို့သော အားကောင်းသည့်ကျင့်စဉ်ထွက်ပေါ်လာမည်နီ ထိုကျင့်စဉ်သည်အသေးစားကံကြမ္မာကျင့်စဉ်ထက်တောင်ကောင်းကင်ကိုဖီဆန်နိုင်လိမ့်မည်မဟုတ်ပါလောယခုရွေးစရာကညီဒီကိုအရင်ဆုံးပေါင်းစည်းရမည်နီအသေးစားကံကြမ္မာကျင့်စဉ်စစ်မှန်သောငကားကဏဝင်ကျင့်စဉ်မတိမျိုးကဏဝင်ကျင့်စဉ်ကို ပထမဆုံးပေါင်းစည်းရန်ရဲရှောင်းကငင်းဆန်လိုက်၏လက်ရှိတွင် အသေးစားကံကြမ္မာကျင့်စဉ်သည်စွရင်သုံးဆွဲမှုများပြားလွန်ပြီး သူတော်မထိန်းထားနိုင်ပြီးသူသည်အသေးစားကံကြမ္မာကျင့်စဉ်ထက်ကောင်းကင်ကိုဖိဆန်နိုင်စွမ်းရှိသည့်နောက်ထပ်တစ်မျိုးကို ပေါင်းစည်းခဲ့ပါက တကွက်သေးဖြင့်သူ့ကိုတန်းတေသွားစေလင်သူမြည်တို့ပြုလို့ရမည်နီထိုအကြောင်းရင်းကြောင့်သူသည်ငင်းကိုထိဖို့မစီစဉ်ထားပေအ ਨੇ ဆုံးတော့ယခုအချိန်တွင်ငင်းကိုမထိနိုင်ဒုတိယကျင့်စဉ်မှာနေဟာနေရှုပ်ကနဝင်ကျင့်စဉ်နှင့် ပြန်လည်မွေးဖွားခြင်းကဏ္ဍဝင်ကျင့်စဉ်ပေါင်းစည်းမှုကအကောင်းဆုံးဖြစ်သည်ထိုကဏ္ဍဝင်ကျင့်စဉ်နှမျိုး၏ဝိတေသလက္ခဏာသည်လေဟာနေစွာကို အထူးပြုပြီးကျန်နှစ်ခုက အချိန်စွာအားကိုအသုံးပြု၏သူတို့ကို ပေါင်းစည်းချိန်၌အချိန်နှင့် လေဟာနေပေါ်အာနိတင်တစ်ခုရှိလာမှဖြစ်သည်ယင်းသည်တိုက်ခိုက်ရာနှင့်ထွက်ပြေးရာတွင်အင်မတန်အသုံးဝင်လာလောက်၏ရေရှောင်သည် စိုးရိမ်စရာမရှိသည့်အနေအထား၌ထိုအရာကို ပထမဆုံးရွေးချယ်မိလောက်သည်အ ਨੇ ဆုံးတော့သူသည် သူတို့ကိုအနိုင်မယူနိုင်လင်ထွက်ပြေးနိုင်၏ယင်းကအလွန်လက်တွေ့ကြသောကျင့်စဉ်ဖြစ်၏သို့သောသူနောက်တွင်ရွမ်းရံမျိုးနွယ်နှင့်စီရင်စု၉စု၌14ဘီလီယံသော မျိုးနွယ်စုရှိနေ၏တစုံတစ်ယောက်ကသူတို့ကိုအနိုင်ကျင့်ခဲ့ပါက သူသည်အခြားသူများကဲ့သို့ရက်ကြည့်နေနိုင်မည်မဟုတ်ပါလောစတုထမြောက်ကျင့်စဉ်စစ်မှန်သောမိုးချိုးကန္နဝင်ကျင့်စဉ်သွေးစေခြင်းကန္နဝင်ကျင့်စဉ်နှင့်မဟာဗျမ္မာကန္နဝင်ကျင့်စဉ်တို့သည်တိုက်ခိုက်သည့်ကန္နဝင်ကျင့်စဉ်များပဲဖြစ်သည်ထို့ပြင်သွေးစေခြင်းကန္နဝင်ကျင့်စဉ်ကအင်မတန်ဆိုးရုပ်သောကန္နဝင်ကျင့်စဉ်ဖြစ်သည်မင်းတို့ကိုအတူတကွပေါင်းစည်းပြီးနောက် ူသည်တာမန်ကာရှန်ကအတုံးမပြူရင်ရည်ရွယ်ထား၏ယင်းကစိုးရုပ်လွန်းလျင်ကျေစုံသောကောင်းကင်တစ်ခုလုံးရှိတိုင်းပညာရှင်များကိုတွေးဆောင်မိပြီးသူ့ကိုပြစ်မှတ်ထားစေလိမ့်မည်ယင်းကိုကြည့်လျင်တတိယမြောက်ကျင့်စဉ်ကအတင်းတော်ဆုံးဖြစ်၏ဖန်တီးရာဂန္ဓဝင်ကျင့်စဉ်ကဖန်တီးမှုဖြစ်ပြီးကဘာဖြက်စည်းရာဂန္ဓဝင်ကျင့်စဉ်သည်ဖြက်စည်းမှုဖြစ်သည်သူတို့နှစ်ညီပေါင်းစည်းလိုက်ပါကဖန်တီးခြင်းနှင့်ဖြက်စည်းခြင်းကိုလည်းတာဝန်ယူလောက်၏ထို့ကြောင့်သူစီစဉ်ထားပြီးနောက်ထိုဂန္ဓဝင်ကျင့် စင်းမျိုးကို စတင်ပေါင်းစည်းလိုက်၏ပေါင်းစည်းမှုမှအခြေအနေပြဇာတိပေါ်လာတော့သည်လွန်ထူတာပဲပြီးတော့အကြကြီးပဲရဲရှောင်ခမန်းတာမှန်ပြီဆိုရင်ထိုအခြေအနေပြဇာတိအလွန်နှေးကွေးစွာ ရွေးနေတာဖြစ်လောက်သည်ဂယုတဆိုင်စဉ်းစားကြည့်လိုက်ပြီးနောက်ရင်းကအတိတ်ပဲရှိမှန်းသိလိုက်ရ၏ ဆိုရရင်ရှေးဟောင်းကန္တဝင်ကျင့်စဉ်များပေါင်းစည်းခြင်းဖြစ်၏။ကျေစုံသောကောင်းကင်တစ်ခုလုံးထက်တောင်သာသည့်တိုင်းကွက်ကိုပေါင်းစည်းတာဖြစ်သည့်ရင်းကိုအလွယ်တကူပေါင်းစည်းပါကအတိပ္ပယ်မဲ့သွားလိမ့်မည်။ညီတိနီးနေမဆိုသူက ရွှေရောင်စာအုပ်အံ့ဖွယ်ဝိညာဉ်ကိုဖြည်းဖြည်းချင်းပေါင်းစည်းခွင့်ပေးထားလိုက်သည်ထို့သောပြုလုပ်ပြီးနောက်ရဲရှောင်သည်ဒုတိယတာဝန်အတွက်စတင်ပြင်ဆင်တော့သည်ယင်းကနတ်ဖျားအေဂရစ်အားလုံး၏အံ့ဖွယ်သွေးကိုတန်းစင်ရင်ဖြစ်သည် အရေးကြီးဆုံးအရာကမိမိ၏ကျင့်ကြံမှုကိုအရင်ကြီးဆုံးမြင့်တင်ရမှာဖြစ်သည်စုစုပေါင်းနတ်ဖျားဧကရေရှိပါ၏အံဖွဲခန္ဓာရှိသည်ကိုယောက်ရှိတင်တော်ညာတယောက်ကသူ့ကိုယ်သူပြန်ဖြည့်ဆည်းသွား၏အစရေကသူတီးခဲ့မည်ဆိုလျှင် သူပိုမြန်ဆန်စွာတက်ပြီးသူ့ကိုယ်သူမဖြည့်ဆည်းခင်တက်လိုက်မှာပဲဖြစ်သည်ထိုအတွက်သာဆိုလျှင် သူသည်နတ်ဖျားဧကရေ၏အံဖွဲသွေးတစ်စိတ်ပိုင်းကိုဆုပ်ယူနိုင်မှာဖြစ်၏ ။မမျောเสียရပဲဒါပေမဲ့ပြီးတာကပြီးသွားပြီနောင်တရနေလို့အကျိုးမထူဘူး။နောင်ကြသူသည်နတ်ဖျားအေဂရစ်များကိုထတ်တွေ့ခဲ့ပါက သူတို့ကိုတက်ဖြတ်ဖို့အခြေယူရမည်သို့မှသာ သူတို့သည် သူတို့ကိုသူတို့ဖျက်ဆီးခြင်းကဲ့သို့အရာမျိုးထပ်မလုပ်တော့မှာဖြစ်သည်။သွေးဆေးခြင်း၊ဂန္ဓဝင်ကျင့်စဉ်ကိုအသုံးပြုပြီးနောက်ရဲရှောင်သည် ပထမအဆင့်နတ်ဖျားအေဂရစ်ရှစ်ပါး၏ ်အံဖွယ်ခန္ဓာထဲမှအံဖွယ်သွေးအလုံးကိုစုပ်ယူနိုင်ရန်လက်တချို့ညတချို့ကုံဆုံးခဲ့သည် ပြီးနောက်သူဤကျင့်ကြံမှုကမြင့်တက်လာ၏ကံစိုးသည်မှာအင်းသည်သူ့ကိုအစင်းနှစ်နှက်ဖျားဧကရစ်နယ်ဘဲသို့အစင်းတက်ခွင့်မပေးပေနတ်ဖျားဧကရစ်နယ်ဘဲအထက်တွင်အစင်းတူတွင်ကျင့်ကြံစဉ်တိုးတက်ရန်ကစွမ်းရင်ပူရောင်လိုအပ်ပုံရသည် ယင်းကတကယ်ပြဿနာဖြစ်ပြီးဖြေရှင်းရန်နီးလမ်းမရှိပေသို့သောသူ့ဘာသာသူကျင့်ကြံခဲ့ပါက ထိုအဆင့်ကို ရောက်ရန်မြင့်တင်ဖို့လာပေါင်းများစွာလိုအပ်လိမ့်မည်။ပြီးနောက်သူသည်မြည်ရမများ၏စွမ်းအားကိုစုပ်ယူလိုက်၏သူသည်မကြမီ၌နတ်ဖျားအေဂရစ်နေပဲဒုတိယအဆင့်သို့အဆင့်တက်နိုင်လောက်မည်။ပြီးပြည့်စုံတယ်။သူစဉ်ဝိညာဉ်တင်မောကရှေလျားသည့်အကွာအဝေးကို ခရီးနေခဲ့ပြီးဖြစ်သည့ ရဲရှောင်သည်မိုးပြတိမ်ဆိုင်ကျဲဆက်ကွင်း၏အရှိန်အဝါကို အာယုံမခံမီတော့ပေရင်းက သူ့ကိုတက်ပြင်းချစေမီတော့သည်ပြီးနောက်သူသည် တတိယကိစ္စကိုဆောက်လုပ်ရှာတော့၏ရှေးနက်ဖျားအေဂရစ်များ၏တူလောင်လက်စွတ်နှင့်မဟာမျိုးနွယ်စု၄စု၏နတ်ဖျားအေဂရစ်များ၏တူလောင်လက်စွတ်ကိုငွေနောက်ရန်ဖြစ်သည်တချိန်နှဲတွင်ကျဲဆုံသောကောင်းကင်ထဲရှိ ဝေးကွာသောကဘာငယ်လေးတွင်တိမ်မွေသောအရှိန်အဝါများရှိပြီး ပေ60ကျော်ခန်းမြင့်သည့်အရေးတခုကတောင်ကိုမှီလျက်ကြောက်ထရန်အစွန်းတွင် ထိုင်နေပြီး ရုတ်တရက်မျက်လုံးဖွင့်လာ၏ဒီခန်းစားချက်ဒါကမိုးပြတိမ်ဆိုင်ကျဲဆက်ကွင်းလာနှစ်ပေါင်း1200ကုန်လွန်သွားပြီးမထင်မှတ်ထားပဲတစုံရောက်ကအဲ့ဒီနေရာ မှာနတ်ဖျားအေဂရစ်တပါအဖြစ်အစင်းတက်သွားတာပဲကြည်ရတာမိုးပြတိမ်ဆိုင်ကျဲဆက်ကွင်းတစ်ခုလုံးကိုငါဖျက်ဆီးတင်တာထင်တယ်ဘယ်တက်ရှိတတဝါမှမရှိတင်တော့ဘူး ခဏကြာတွင် သူကပြောလိုက်၏လင်းလုံးခဏကြာတွင်တီကြီးလှပသောမျက်နှာသားနှင့်ကြော်ရှင်းသောပုံရိပ်ကသူ့ခြေဘဝအောက်နား၌ပေါ်လာသည်လင်းလုံးကသခင်ကိုအယိုအသေးပေးပါれတတိယအဆင့်နတ်ဖေယားဧကရိမဆိုးဘူးပဲဒီလအတွင်းမင်းရဲ့ကြင်ကြံမှုက တိုးတက်လာတဲ့ပုံပဲအားလုံးကသခင်ရဲ့ပြိုးထောင်ပေးမှုကြောင့်ပါ ငိမ့်ချနေဖို့မလိုဘူးမင်းအလုပ်စ조사တာငါမြင်နေခဏကြာရင်အီယာမပုံရိပ်ကထပ်ပြော၏လွန်ခဲ့တဲ့နှစ်ပေါင်းတသိန်းလုံးကကျဲဆက်ကွင်းတစ်ခုကိုဖျက်ဆီးဖို့လူလုခဲ့တယ်အခုအဲ့ဒီကျဲဆက်ကွင်းကအတက်တက်ပြန်ရလာပြီးသွားကြည့်ကြည့်ငါအဲ့ဒီနတ်ဖျားဧကရိတ်ကိုအတက်မရှင်စေခြင်းဘူးဟုတ်ကဲ့အပိုင်း914 BE